ကိုအလင်ခံရဖို့ခွင့်ပြုပေးလိုက်တဲ့လူကကိုကိုယ်တိုင်ဖြစ်နေပြီလားဆိုတော့အားလုံးအမြင်လာပါဒီနေ့ဗီဒီယိုလေးမှာတော့ APP permission တွေက block ထိအရေးကြီးတယ်ဆိုတာကိုကျွန်တော် ပြောပြပေးသွားပါမယ်ဒီနေ့ခေတ်မှာတော့လူတိုင်းလူတိုင်းဖုန်းမရှိဘဲနဲ့မနေနိုင်ကြတော့ပါဘူးဒီလိုပါပဲကျွန်တော်တို့နေ့စဉ်သုံးတဲ့ app တွေကနေပြီးတော့ကျွန်တော်တို့အကြောင်းကိုပို့ပြီးတော့တိတိလာကြပါ ကျွန်တော်ဥမာပြောရရင်တော့ Facebook သုံးနေနေပဲဖြစ်ဖြစ်တခြား social media တွေသုံးနေနေပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့စားကျင်တယ်ကျွန်တော်တို့လူကျင်တဲ့အကြောင်းအရာတွေကျွန်တော်တို့ဘာတွေကြိုက်တက်လဲဆိုတာကိုကျွန်တော် social media app တွေကနေပြီးတော့တည်ပြီးတော့ကျွန်တော်တို့အမြဲတမ်းကြော်ညာရဖြစ်လာလာပြနေတာအလုံးလဲကြုံတွေ့ရမှာပါဆိုတော့ဖုန်းတွေကိုကျွန်တော်တို့ကအကူအညီထောက်ပံ့ဖြစ်ဖို့အသုံးပြုနေကြရတယ်ဆိုပေမဲ့ဒီဖုန်းတွေကပဲကျွန်တော်တို့ပြန်လဲစောင့်ကြည့်နေတာကျွန်တော်တို့ခံနေရပြီလားဆိုတာသိသင့်ပါ မေဂျာရူလိန်နဲ့လည်းကြုံမှုကြမယ်ထင်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ application တစ်ခုကို install လုပ်လိုက်မယ်ဆိုလို့ရှိရင်သူ permission တွေတောင်းပါတယ်။ဥပမာ location permission, microphone permission, contact permission စသည်စသည်အားဖြင့် permission တွေအများကြီးသူတို့တောင်းပါတယ်။ဆိုတော့မိတ်ဆွေက along နှိပ်ပေးလိုက်ပြီးဆိုတာနဲ့မိတ်ဆွေရဲ့တည်နေရာတွေ contact တွေတခြားတခြားတော့သူတို့ခွင့်ပြုပေးထားတဲ့ microphone တောင်းထားရဆိုလဲ microphone တွေကို ဒီ app ကဲ developer တွေကသူတို့ရသွားပြီပဲဖြစ်ပါတယ်ဗျကျွန်တော်နေ့စဉ် social သုံးနေရင်းနဲ့ကျွန်တော် YouTube Facebook စသည်အဖြစ်သုံးနေရင်းနဲ့ကျွန်တော်တို့ update ကြော်ညာတွေဝင်ပါတယ်ဒီ area ကျွန်တော်တို့ကြည့်ရတဲ့သူတွေသုံးကျင်အောင်အဲအသုံးပြုကျင်လာစေရှိအောင်ဆိုပြီးတော့သူတို့ကနှီးမျိုးမျိုးနဲ့ကြော်ညာကြတယ်ဒီဟာကိုကျွန်တော်တို့ကအာဒီ game လေးကောင်းလိုက်တာဒီ app လေးစောက်ကြည့်ကျင်လိုက်တာဆိုပြီး download လိုက်တယ်ပဲထားလိုက်တော့ ဒီနေရာမှာကျွန်တော်တို့တခုသိထားမှာကတချို့ app တွေကကြတော့သူတို့ ਨੇ မဆိုင်တဲ့ permission တွေတောင်းနေဆိုတော့ဥပမာတခုနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဲထားလိုက်ပါတော့ calculator application တခု down လိုက်တယ်ပဲထားလိုက် calculator application တခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကို contact တို့ microphone တို့ location တို့စသဖြင့်ဒီလို permission တွေတောင်းမှုအတွက်ကတော့မလိုအပ်ဘူးလို့ထင်တယ်ဒါပေမဲ့သူတို့က ဒါမျိုးတွေတောင်းနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစင်ကြင်ရပါမယ်ခင်ဗျာဆိုတော့ဒီလိုမျိုးတွေတောင်းတာကိုကျွန်တော်တို့က along လုပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ microphone ကိုသူတို့ခွင့်ပြုချက်တောင်းထားရဲဆိုလို့ရှိရင်ကျွန်တော်တို့မသိတဲ့အချိန်မှာသူက background မှာ microphone run ပြီးတော့ကိုဘာပြောနေလဲဘာတွေလုပ်နေလဲဘာအတန်နေလဲဆိုတာကိုဒီ app developer တွေက သိနေနိုင်တာပေါ့နော်။ဒါမျိုးတွေဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့ privacy လည်းကျိုးပြက်ရကြပါတယ်။အဲ့တော့ကျွန်တော်တို့အဆင်မပြေပါဘူးခင်ဗျာ။ဆိုတော့ဒီလိုကနေတစင်တချို့လိန်လည်တဲ့ application တွေကနေကျွန်တော်တို့ရဲ့ contact တွေရသွားမယ်။ကျွန်တော်တို့ contact တွေကနေပြီးတော့ကျွန်တော်တို့ contact ထဲမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေရဲ့အချက်အလက်တွေဖုန်းနံပါတ်တွေကိုရသွားမယ်။ဒီလိုကနေပြီးတော့ပဲကျွန်တော်ရဲ့ဖုန်းနံပါတ်တွေကိုရပြီးတော့လိန်လည်ဖုန်းဆက်တာတွေကိုကျွန်တော်တို့လိန်လည်စာပို့တာတွေဆိုပြီးကိစ္စတွေရာ ဖြစ်လာကြတာပါတော့ဒီလိုအခြေအနေတွေရှိလို့လုံးဝကြီးစိတ်ပူနေစရာလည်းမလိုပါဘူးကိုကိုလိန်လေဖို့ကိုကိုရန်ခွင့်ပြုပေးလို့ရလို့ကိုကိုရန်ကပဲကန့်သက်တားဆီးထားလို့လည်းရပါတယ်ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ခွင့်ပြုပေးခြင်းနဲ့ဟာကိုခွင့်ပြုပေးပြီးတော့ကျွန်တော်တို့ခွင့်ပြုပေးဖို့မလိုအပ်ဘူးထင်တဲ့ဟာတွေကိုပိတ်ထားလိုက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ iOS တမားတွေအနေနဲ့ဒီလိုမျိုးအနေရကငဲတယ်လို့ပြောလို့ရတာပေါ့ဘာလို့လဲဆိုတော့ iOS အနေနဲ့ကတခြားသက်ပါတီတွေထည့်လို့မရဘူး application တွေသူ App Store မှာရှိတဲ့ app တွေပဲ download ရတာဖြစ်တဲ့အတွက်သူ App Store မှာလည်းသူကစီစစ်ပြီးမှတေချာလက်ခံထားဖြစ်တဲ့အတွက် iOS user တမားတွေအနေနဲ့ကတော့ဒီအမျိုး ပြဿနာနည်းနည်းနည်းနိုင်တယ်ဒါပေမဲ့ Android တမားတွေအတွက်ကတော့ဒီအမျိုးပြဿနာအများနိုင်တယ်ဘာလို့လဲဆိုတော့တခြားသက်ပါတီ app တွေလည်းထည့်သုံးလို့ရတယ်ကြော်ညာတွေလည်းဒီလိုဟောဝင်နေတယ်ဒါမှမဟုတ် gambling application တွေကလည်းလုံးဝတောက်လျှောက်ကြော်ညာနေတဲ့အပေါ်မှာကျွန်တော်တို့ကတကယ်လို့ကိုလိုချင်လို့ down လိုက်ပြီဆိုရင်တော့မှကျွန်တော်တို့ permission တွေကိုတရားချင်းချင်းပြီးခွင့်ပြုပေးဖို့လိုအပ်ပါတယ်။တချို့ application တွေကဒီဟာကိုမှ permission ခွင့်ပြုမပေးဘူးဆိုလို့ရှိရင် လုံးဝသုံးလို့မရဘူးဆိုတဲ့ဟာတွေရှိပါတယ်။ဒါမျိုးဆိုရင်တော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကသာအဓိကကျပါတယ်။ဆိုတော့ Android user တွေအနေနဲ့လည်းစိတ်ပူဖို့မလိုပါဘူး။ကျွန်တော်တို့တင်လိုက်တဲ့ application ကိုခုနကကျွန်တော်ပြောသလိုမျိုးကို permission ပေးတဲ့နေဟာကိုပေးပြီးတော့ permission မပေးတဲ့နေဟာကိုပိတ်ထားခြင်းဖြင့်ကိုယ့်ရဲ့ security privacy ကိုကိုယ်ထိန်းသိမ်းထားလို့ရပါတယ်။ဒါမှမဟုတ်ရင်နောက်တစ်ခုအနေနဲ့လဲကျွန်တော်တို့ setting တွေကနေပြီးတော့ app management ဆိုတဲ့အထဲကနေပြီးတော့ကျွန်တော်တို့ app management တွေကိုသွားပြီးတော့ကျွန်တော်တို့အဲ့ application တွေထဲကကျွန်တော်တို့ permission တွေကိုကိုယ်စိတ်ကြိုက်ပြန်ပြောင်းလို့လည်းရပါတယ်။ ဒီနီးလန်းနဲ့ကျွန်တော်တို့ကြိုတင်ပြီးတော့ကာကွယ်ထားလို့ရပါတယ်နောက်တစ်ခုတွင်ね Android ဖုန်းတွေမှာကျွန်တော်တို့ဒီ install လုပ်မယ်ဆိုလို့ရှိရင် permission တောင်းတဲ့နေရာမှာအာ only using wine app ပေါ့နော်ဒီ application အသုံးပြုနေတဲ့အချိန်အတွင်းမှာခွင့်ပြုပေးရဆိုတဲ့ဟာကိုထားထားခြင်းအပြင်လည်းကျွန်တော်တို့ဒီ application မသုံးတဲ့အချိန်မှာကျွန်တော်တို့ရှေ့က permission မရမနေပါဘူးခင်ဗျာအဲ့တော့ဖုန်းนี่ဆိုတာကျွန်တော်တို့ကိုကူညီဖို့ကျွန်တော်တို့အထောက်အကူဖြစ်ဖို့ကျွန်တော်တို့လွယ်ကူစွာ အသုံးပြုနိုင်မှုအတွက်ကျွန်တော်တို့ထားထားတဲ့အရာတွေကကျွန်တော်တို့စောင့်ကြည့်နေတဲ့အရာတွေဖြစ်မနေအောင်ကုကုကာကွယ်ဖို့လိုအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါ